ပြီးခဲ့တဲ့ဧပြီလ22ရက်ထိုင်းနိုင်ငံပထုံးဌာနရမရှိတဲ့ဓမ္မကရာကျောင်းတိုက်ကြီးရဲ့ဆရာတော်ရဲ့မွေးနေ့ပေါ့82နှစ်ပြည့်မွေးနေ့ပင်လို့အဲ့ဒီကိုသွားတယ်သွားတော့အဲ့ဒီမှာရောက်တော့အဲ့ဒီကျောင်းထဲမှာဖရာဟူလိုက်ပို့တယ် ရားဘုရားဆိုတာဟိုမြို့အပြင်မဟုတ်ဘူးသူကျောင်းထဲကကားနဲ့ပေါ်ရတာကျောင်းကကြီးကြီးဆိုတော့ကျောင်းထဲကဘုရားကိုကားနဲ့သွားပေါ်ရတာကိုသွားပေါ်တော့ကားပေါ်မှာအဲ့ကလေးမလေးပါတယ်သူစကားပြန်ပေါ့လေသူကထိုင်းထိုင်းတတ်တဲ့ဗမာပါပဲထိုင်းမှနေတဲ့ဗမာပါအဲ့ဒီကလေးမလေးကဥဆောင်ပြီးတော့လိုက်ပို့တာဘုန်းကြီးကသူ့ကိုမေးတယ်ဗျဟေးတို့ငါတို့ခုပဲသွားမှာတော့ဟေးလို့မေးတော့အခုမာနကိုနိုင်တဲ့ဖရာကိုသွားမှာတဲ့သူကကလေးမလေးအဲ့လိုပြောတာအာမာနကိုနိုင်တဲ့ဖရာတဲ့သူက ဟာလဲမာနကိုနိုင်တဲ့ဘုရားကနေလို့ဒီမှာလဲရှိသလားဟာလဲဟာရှိတယ်တဲ့ဟောငါတို့ငါတို့ဒီမှာလဲရှိတယ်မာနနေလို့ဒီလဲရှိတာပဲလို့နော်မာနကိုနိုင်တဲ့ဘုရားဆိုတဲ့စကားလုံးဟာအဲ့ဒီကလေးမလေးပြောလိုက်တော့မှစဉ်းစားမိတာပါငါတို့ဘုရားကမာနကိုနိုင်တယ်ပေါ့နော်အဲ့လို့ဆိုရင်မာနကိုနိုင်တယ်ဆိုတော့မာနကိုနိုင်လို့ဘုရားဖြစ်တာလားဆိုတော့မေးခွန်းတက်လာနော် နောက်မိကွန်းတစ်ခုကတကယ်ကိုမန္တကိုနိုင်တာဟုတ်ကလားဟဲ့လားဟိုစာတွေတော့ဖတ်နေကြတာပေါ့လေနောက်ကမစဉ်းစားကြဘူးလူတွေက မတွေးကြဘူးမတွေးတဲ့အခါကျတော့အဲ့ဒီလိုကြီးဖြစ်နေတယ်မန္တကိုနိုင်တယ်ပဲယာဆိုတော့ဒါနဲ့ငါစဉ်းစားကြည့်တယ်ပေါ့ပထမစဉ်းစားကြည့်ပါမင်းတို့လည်းစဉ်းစားကြည့်ဗုဒ္ဓဘဝမှာမင်းတို့လည်းပတ်ဖို့ပါလေကွာဘုရားလောင်းတိဋ္ဌာဒယဟန်ပေါ့နော်တိဋ္ဌာဒယဟန်ဖြစ်နေပြီပေါ့ အလားမာတကရတရားတုံကိုနေကစုံလာပြင်းနေအခုဘုရားကရာဗောဓိညောင်မင်းကြီးစီကိုသူသွားလာတရားအားထုတ်ဖို့ပြချင်းသွားလို့ဆိုတော့ညနေဆောင်ပေါ့ခမကြီး7နာရီနဲ့7နာရီနဲ့ပြောရင်တော့ညနေ6နာရီအချိန်လောက်သူသွားတာနေမှာပေါ့အဲ့ဒီညောင်မင်းကြီးကိုရောက်သွားတယ်သွားတော့သွားရင်းနဲ့လမ်းမှာမြေမြေရောင်းတဲ့မြေရိပ်ပြီးတော့ရောင်းတဲ့ကောင်နဲ့တွေ့လို့မျက်ရှိဆုပ်လှူလိုက်တယ်မျက်ရှိဆုပ်ဆိုတာထိုင်း ခင်းပြီးတော့ထိုင်ဖို့သူတို့အိန္ဒိယမှာကမြက်ကိုခင်းပြီးတော့ထိုင်တဲ့အလေးတာရှိတယ်အဲ့တဲ့အလေးတာရှိတယ်ဟောနေရထိုင်မရှိဘူးသူကအဲ့ဒီမျက်ရှိစုပ်ကိုယူသွားပြီးတော့ညောင်မရင်ရောက်တော့အဲ့ဒီမျက်ရှိစုပ်ခင်းပြီးတော့အဲ့ဒီမြက်ခင်းပေါ်မှာထိုင်ပြီးတော့သူတရားအားထုတ်လိုက်တယ်ခမ်းမကြီးပေါ့နော်ကြဲရတယ်ဆိုတော့ဒါစအထုတ်ပြီဆိုတော့တော့9နာရီလောက်စအထုတ်တာနေမှာပေါ့နော်ညနေ9နာရီလောက်ဒါလာပြင်းနေညနေ9နာရီနော် ဘာနာကြီးလောက်အထုံးပြီးတော့နေလိုက်တဲ့အချိန်မှာနောက်တနာကြီးရောအထာလောက်နောက်တနာကြီးလောက်အကြာပေါ့6နာရီလောက်နေမှာပေါ့7နာရီနဲ့ဆိုရင်နေမဝင်ပြီလို့စာကပြောတာဟုတ်နေမဝင်ပြီဆိုတော့ကစုံလားဆိုတော့6နာရီမဝင်သေးဘူးလေနေမဝင်ပြီမှာမနတ်ကလာပြီးတော့ပလင်လှူတယ်ဟောလာပြီနော်ပလင်လှူတယ်ပလင်လှူတော့မနတ်ရှုံးသွားတယ်ဒါပမာပမာတွေ ပါဇက်ကပြောတဲ့စကားပေါ့နော်မနှချုံသွားတယ်ချုံပြီးတော့ထွက်ပြေးတယ်လို့တော့ပါတယ်ဇာတ်မှာတော့ထွက်ပြေးတယ်ပေါ့အဲ့တော့ထွက်ပြေးတယ်ဆိုတော့အဲ့ဒီစင်ပွဲကြီးကအကြာကြီးတက်ရတာမဟုတ်ဘူးဇာကြည့်လိုက်တဲ့အခါကျတော့ခဏလေးနဲ့ပြီးသွားတာခမန်းကြီးတနာကြီးလောက်ပဲကြာမှာဘာလို့ဆိုတော့9နာရီလောက်ကထိုင်လိုက်တာဟုတ်ကသူညောင်မဲအောက်ရောက်တာလေ6နာရီလောက်ဟိုကောင်လာတိုက်တယ်လေ ိုက်ပြီးမကြခင်ရှုံးပြီးသူထွက်ပြေးတယ်လေဘာလို့နေမဝမီမနာကိုအောင်တယ်လို့ပြောတာကိုနေမဝမီဆိုတော့6နာရီလောက်ကနေတက်လိုက်လို့ဆို6နာရီကွာလို့ဆိုနေရတော့မှာလေဒါခုခင်းနေဆိုလို့ရှိရင်ဟုတ်တယ်မလား6နာရီဝဲဆိုနေဝင်တော့မှာဟုတ်ကအစာကနေမဝမီမနာကိုနိုင်တယ်ဆိုတော့မနာကိုကြားရတယ်လားမဟုတ်ဘူးကလူခန္ဓာလေးနဲ့တက်လိုက်ပြေးတက်လိုက်ရပြီးသွားလားလို့နော်ဒါစာဒီကိုတည်တည်ချေချာဖတ်ပြီးတော့စဉ်းစားမှာမစဉ်းစားလို့ရှိရင်တော့သူရေးတဲ့အချိန်ကိုဖတ်သွားမှာလေသူရေးထားတဲ့အချိန်ကိုနားလားမှတ်လိုက်ပါဦးမှတ်ပါပါအဲ့ဒါဆိုလောရဲကကြောက်ကုန်မှာပါ အဲ့ဒီမှာ လူအများကသတိမထားဘူးပေါ့ဟိုခေါ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲမခေါ်အဲ့လိုချင်းမခေါ်ကြဘူး။ဘာနဲ့နိုင်တာတော့ဒါစင်သာမာနကလာတယ်သူ့နောက်မှာအချာရံနေအုပ်လိုက်ကြည့်ပါလာတယ်စေစီတင်နေလက်နဲ့ပါတယ်နောက်ကလည်းအုပ်လိုက်ကြည့်ပါတယ်ဒါမနက်ဘက်ကဒီဘက်ကဖရဲတစ်ပါးလည်းရှိတယ်အချာရံမရှိဘူးလက်နဲ့မရှိဘူးအဲ့တော့ဒီနှစ်ခုတိုက်တာပါနော် ဟိုဘက်ကလူအိုကြီးနဲ့လည်းလာတယ်လက်နဲ့လည်းပါတယ်ဒီဘက်ကလူအိုလည်းမရှိဘူးတယောက်တည်းရဲ့လက်နဲ့မရှိဘူးဒီဘက်ကနိုင်တာလေဒါပါနဲ့နိုင်တာတော့ငါစဉ်းစားရမှာနော်အဲ့ဒါကိုကြည့်တဲ့အခါကျတော့ဖះပြောတဲ့ဇကာလေးရှိတယ်အဲ့ဒီဇကာလေးနဲ့နိုင်တာဖះကဘယ်လိုပြောလိုက်တာတော့ဆိုတော့မြေကြီးကိုလက်ညှိုးထိုးရပြီးတော့မာနာငါဒီနေရာရောက်တာငါဒီနေရာရတာကအကြောင်းမဲ့တက်တက်ရတာမဟုတ်ဘူး ဒီနေရာရအောင်အတွက်ငါလေးသိချင်းတဲ့ကဘာတသိပါရမီကောင်းမှုတွေလုပ်ခဲ့ရတာဒါတွေငါလုပ်ခဲ့လို့ဒီနေရာငါရောက်တာဒီနေရာငါဒီရာတို့ငါရတာဒီနေရာငါရတာပေါ့နော်အဲ့လိုပြောလိုက်တယ်အေးမင်းကဒီနေရာလုပ်ချင်တယ်ဆိုတော့မင်းကငါလိုအဲ့ဒါတွေလုပ်ခဲ့သလားလို့မေးလိုက်တာဒါပဲအဲ့ဒါလေးမေးလိုက်တဲ့နဲ့ဟိုကောင်ထွက်ပြေးတော့တာဟိုကောင်ထွက်ပြေးတာဟိုလိုကြီးတိုက်ရတာမဟုတ်ဘူးသူဘာမှမလုပ်ခဲ့ဘဲနဲ့ ဟောဘုရားလေးသိခြင်းတကဘာတသိမ်းပါရမီရှိခဲ့ရလောက်ခဲ့ရတာလေငါဓာတိလုတ်ခဲ့လို့ဒီနေရာရတာတဲ့မင်းကဒီနေရာလုတ်ခြင်းနဲ့ဆိုတော့ဓာတိမင်းငါလို့လုတ်ခဲ့သလားလို့မေးလိုက်တာဘုရားပြည့်အောင် तू ဘာမှမလုတ်ခဲ့ဘူးမလုတ်ခဲ့တော့ဒါဒီနေရာနဲ့ तू နဲ့မတန်ဘူးဟောမတန်တဲ့တော့ तू နောက်ဆုံးသွားတာဟောအဲ့ဒါကိုကြည့်လိုက်လို့ရှင်မာနကလည်းပဲညာရှိတဲ့ကောင်လို့ပြောရမှာပဲဟော तू နဲ့မတန်ဘူးလို့ပြောတဲ့နဲ့နောက်ဆုံးသွားတာလေညာရှိတဲ့ကောင်ပဲလေ အဲ့ဒါမနတ်ကိုနိုင်တယ်ဆိုတော့အဲ့လိုနိုင်တာနော်နိုင်ပြီးတော့မနတ်ပြန်သွားတော့မှပြန်အားထုတ်ရတာတရားကအဲ့ဒီတော့ဒီမှာကြည့်လိုက်မနတ်ကိုနိုင်တဲ့အချိန်ဒီဘုရားမှာဘာမှတရားဒုတရားမြတ်မရသေးဘူးလောကီဇာလည်းမရသေးဘူးအဘိညာတကောလည်းမရသေးဘူးဘာမှကိုမရသေးဘူးထိုင်ခါသာဟောကောင်းလာတိုက်တာဟုတ်သူပြန်မပြန်ထိုင်ရလားပြန်ထိုင်လိုက်တဲ့အခါကျတော့6နာရီခွဲလောက်9နာရီလောက်ကတိထဆထိုင်လိုက်တဲ့ဆက်ပါတော့7နာရီခွဲ9နာရီလောက်မှာ ပုပ္ပနိဝါဒညာရတယ်တဲ့ဒါတကုစရပြီနော်9နာရီ10နာရီလောက်နောက်ပန်းကောင်ရံ12နာရီလောက်မှာဒိဗ္ဗစကုညာရတယ်မနေ့လင်းကနေပေါ့9နာရီကို6နာရီလောက်နေမှာပေါ့အတဝကရညာရတယ်လို့စကားလို့ပြောတာလေအဲ့ဒါဖရာဖြစ်တာပေါ့အတဝကရညာရမှာဖရာဖြစ်တာကိုအဲ့တော့မာနကိုနိုင်လို့ဖရာဖြစ်တာမဟုတ်ဘူးဒါထင်ရှားလားဘာလို့ဆိုမာနပြန်သွားပြီဖရာလည်းနိုင်ပြီလေဟိုကောင်လည်းမရှိတော့ဘူးပြေးပြီလေပြေးပြီမှသူပြန်ပြီးမှတရားပြန်အားထုတ်ရတာအားထုတ်ပြီးမှဖရာဖြစ်တာလေ ါကြောင့်မန္နကိုနိုင်တယ်ဖရာဆိုတာကမန္နကိုနိုင်လို့ဖရာဖြစ်တယ်လားလို့မေးရင်တော့မဟုတ်ဘူးမန္နနိုင်တော့ဘာမှမဖြစ်သေးဘူးတော့ဘာဖြစ်တာဖရာနော်အဲ့ဒါလေးကိုစဉ်းစားရမယ်နော်နောက်တစ်ချက်စဉ်းစားရမှာကမန္နကိုနိုင်တယ်ဆိုတာကတကယ်နိုင်တာဟုတ်ကလားလို့စဉ်းစားရမယ်ဘာလို့ဆိုတော့မန္နကအဲ့ဒီတုန်းကပလင်ကိုလာလှူတယ်မရဘူးသူပြန်သွားတယ်ပြန်သွားပြီးတော့ဖရာအထုတ်လိုက်တယ်ဖရာဖြစ်တယ်ဟုတ်တယ်မလားဖြစ်ပြီးတော့မန္နပြန်လာတယ် တွေ့လားပြန်လာတယ်ဖះရည်ကိုနော်ပြန်လာပြီတော့ဗာပြောတယ်မှတော့ရှင်ဖះကဖះဖြစ်ချင်တာမို့လားအေးဖះဖြစ်ချင်လို့ရှင်ဖះကိုအာထုတ်တာလေအာထုတ်ပြီအာထုတ်တော့ကလားရှင်ဖះကိုဖះဖြစ်ပြီလေဟောဖះဖြစ်ရင်ရှင်ဖះလိုပါပြည့်ပြီလေရှင်ဖះရဲ့လိုအပ်တဲ့ဟာပြည့်ပြီလေပြည့်ရင်ဘာမှရှင်းလုံးဆရာမလိုတော့ဘူးအဲ့တော့သူရှင်ပြပတင်းလေးပါစံဘောတဲ့ခိုင်အဲ့လိုသိခိုင်းတာဗမာအရာစကားနဲ့ပြောရင်တော့ပြီးပြီလေ ီစကားလာပြောတာဒါဖះဖြစ်ပြီးခြေပဲမကြောက်ဘူးရပိုင်းတွင်းလေးပဲနော်ဒါကြောင့်ဖះမနာမနာရှုံးတာဟုတ်ကလားနိုင်လေဆိုတာဒီဘက်ကပြောတဲ့စကားလားဟိုဘက်ကပြောတဲ့စကားမဟုတ်မနာဘက်ကပြောတဲ့စကားမဟုတ်ဒီဘက်ကတော့ဘာနာကိုနိုင်တယ်လို့ပြောတာလေဆိုတာစစ်ပွဲရဲ့ထုံးစံကကိုဘက်ကနိုင်တာပဲပြောတာလေကိုဘက်ကကျောင်းကဘာလို့မှမပြောဘူးလေကွာဟုတ်တယ်မလားအဒီမလည်းပဲတို့ဒီဘက်ကဖះဘက်ကနေပြောတာတော့မနတ်ကိုနိုင်တယ်လို့ပြောတာပေါ့နော်တို့တော့မနတ်က ဖះပြစ်ပြီးမကြခင်ပြန်လာတယ်ပြန်လာပြီးတော့ဖះကိုအသေးခိုင်းတာကိုဆောင်းရင်တော့သူ့ဘက်ကလက်နဲ့မချတာတော့သေးကြတယ်လက်မမြောက်ဘူးနော်အဲ့ဒါလေးကိုမင်းကုန်တိပိတဲ့ကဆရာတော်ကြီးကသူ့ဘုဒ္ဓဝင်မှာလက်သေးကွင်းတင်းနဲ့ရေးထားတယ်မာနဟာတဲ့မြတ်စွာဘုရားတက်တန်းတလျှောက်နောက်ကနေတခေါက်ကောက်လိုက်ပြီးတော့အခွင့်ရရင်ရသလိုဒုက္ခပေးနေတာတဲ့ကဲပြတ်ကြရောနော် ။ရသော်ပြတက်တန်းတစ်လျှောက်လောကနေလိုက်ပြီးတော့အခွင့်ရရင်ရသလိုဘုရားကိုဒုက္ခပေးနေတဲ့ကောင်းမယ်တဲ့။အဲ့လိုရေးခဲ့တာ။အဲ့ဒါဆိုရင်ဘုရားမြတ်ကိုဘက်ကအလံပြမထောင်တာတော့သိရတယ်ဟိုဘက်ကတော့နော်။ဒါဒီဘက်ကတော့နိုင်တယ်လို့ပြောတာ။ဒါကြောင့်မို့လို့မာနကိုနိုင်လို့ဘုရားဖြစ်တာလားလို့မေးရင်တော့မာနကိုနိုင်တော့ကဘုရားမဖြစ်သေးဘူး။တောင်းမှဖြစ်တာလို့နော်။ဒါပေမဲ့မာနကရှုံးတာတော့ဟုတ်ကလားဆိုရင်တော့ဟိုဘက်ကတော့လက်နဲ့မချဘူးဒီဘက်ကတော့နိုင်တယ်လို့ပြောတာဟိုဘက်ကတော့လက်နဲ့မချဘူးနောက်မဆုံးဘူးเนาะ နောက်မစဘူးအဲ့ဒါလေးကိုတိတာအတိအသင့်တယ်စာရီကတော့ဖတ်တော့ဖတ်တာပေါ့မတွေးလို့မသိတာနော်တွေးကြည့်လိုက်လို့ရှိရင်အဲ့လိုပေါ်လာတာတွေ့လားနောက်တစ်ချက်အရေးကြီးတာပြောမယ်မာနကိုနိုင်တဲ့ဖရားလို့ခုနကလေးပါလေးကပြောလိုက်တဲ့အတွက်ဘုန်းကြီးကဒီအတွက်တွေးနေတာအဲ့ဒီနတ်ကိုဖြုတ်လိုက်မန်ကိုနိုင်တဲ့ဖရားလို့ပြောလိုက်နတ်မထက်နဲ့နော်အဲ့ဒီလိုပြောလိုက်လို့ရှိရင်မှန်တယ် နော်ဘာလို့ဆိုတော့မန်းက၅ပါးရှိတာဖះက၅မျိုးသလုံးကိုနိုင်တာအဲ့ဒီမန်း၅မျိုးထဲမှာနံပါတ်၁ကအခုဒေဝဗုဒ္ဓမဟာဆိုတာကနံပါတ်၁ထားလာသူကအချွန်နေတဲ့တင်နေဟိုဘောကျဲတင်နေဟိုဝင်နေအကောင်ကြီးကိုခေါ်တာနောက်က၄ပါးကဓမ္မတရားတွေအကောင်တဲ့တရားမရှိဘူးအဲ့ဒီနောက်၄ပါးနိုင်မှာဖះဖြစ်တာအဲ့ဒါကိုလူတွေမသိကြဘူး ။ဟောတိရောလည်းဘုန်းကြီးတွေလည်းမပြောဘူး။နော်။တိရောလည်းဘုန်းကြီးတကယ်ဘုရားဖြစ်တာကနောက်၄ပါးနိုင်လို့ဖြစ်တာ။ခန္ဓာမှန်တဲ့ခန္ဓာကိုယ်ကြီးကလည်းမှန်ပဲ။မင်းတို့ခန္ဓာကိုယ်ကြီးကလည်းမှန်ပဲ။မင်းတို့မှလည်းမှန်ရှိတယ်။မင်းတို့နိုင်သလားကိုကိုခန္ဓာကိုကိုနိုင်လားကြည့်ပေါ့ကိုကိုကိုစဉ်းစားကြည့်လေ။ဟိုဘုရားကပြောပြအောင်မနေနဲ့ခန္ဓာမှန်တဲ့။နောက်ကိလေသာမှန်တဲ့ကိလေသာကလည်းမှန်ပဲ။ဘုရားကအဲ့ဒီကိလေသာနိုင်တယ်။နိုင်လို့ဘုရားဖြစ်တာ။နော်ကိလေသာမှန်။အဘိသင်္ခါရမှန်ဆိုတော့ကံလေမင်းတို့မှ ပြုထားတဲ့ကုသိုလ်ကအကုသိုလ်ကံနေရှိတယ်ငါတို့မှလည်းကုသိုလ်ကအကုသိုလ်ကံနေရှိတယ်အဲ့ဒီကံတွေကငါတို့ကိုအကျိုးပေးပြီးတော့ကောင်းလည်းမကောင်းလည်းဖြစ်နေတာအဲ့ဒီကံကိုငါတို့နိုင်မှရမှဒီကံကိုရနိုင်မှဖြစ်မှာအဲ့တော့ခုဖရားကကိလေသာကိုနိုင်လိုက်ပြီကိလေသာနိုင်လဲလို့ရှိရင်ကိလေသာအဖို့မရှိရင်အဲ့ဒီခုနကံကအကျိုးပေးလို့မရတဲ့အတွက်ဘိသင်္ခါရမှလည်းနိုင်ပြီနောက်မစ္စုမှန်တဲ့သေမင်းဖရားမှတေဦးမှမတေသေးဘူးလေခုမှဖရားဖြစ်ခါရှိသေးတာလေမနိုင်သေးဘူးမစ္စုမှန်ကိုမနိုင်မစ္စုမှန်ကပရိနိဗ္ဗာန်ဆံမနိုင်တာ ဲ့တော့နောက်မှန်၄ပါးမှာတော့မှဖះတကယ်နိုင်တာကကိလေသာမှန်နဲ့အဘိသင်္ကာရမှန်၂ပါးပဲနိုင်တယ်ခန္ဓာမှာဆိုတဲ့ခန္ဓာကိုယ်ကြီးရှိသေးတဲ့တော့ဖះမှာလည်းခန္ဓာကိုယ်ဒုက္ခဒုက္ခအသေးတယ်နော်အဲ့ဒီခန္ဓာခံရပြီးတော့မှ၄၅နှစ်ကြာတော့မှသိတာအဲ့ဒီကြာမှသုတိနော်မှန်ကနိုင်တာမှန်၄ပါးနိုင်တာနော်အော်အဲ့ဒါကြာတော့မှဩနောက်၄ပါးကဓမ္မဟိုရှိတစ်ပါးတည်းရဲ့အချုံအတဲနဲ့ခေါင်းနဲ့ကိုယ်နဲ့ အကောင်ကြီးပြင်နေတာဒီအကောင်ကြီးနိုင်လို့ဘာမှမဖြစ်ဘူးငါပြောချင်တာကအဲ့ဒီနှောင်လေးပါနိုင်မှဖရားပြစ်တာအဲ့တော့ငါတို့ကလည်းလောရမှာကအဲ့ဒီဒီမန္တကိုနိုင်အောင်လောရမှာမဟုတ်ဘူးဒီနှောင်လေးပါကိုနိုင်အောင်လောရမှာဒီနှောင်လေးပါနိုင်မှတရားရမှာလေဟိုကောင်နိုင်လို့ဘာမှမဖြစ်ဘူးနိုင်လည်းမနိုင်ဘူးဟိုကောင်ကတော့ဘယ်တော့မှလမ်းပြမတော်ဖရားတော်မတော်မနေမင်းတို့ငါတို့ဘယ်ထောင်းလိုက်မှာဟုတ်တော်မလားအဲ့ဒါကြောင့်မလို့လားစားရီဟာလို့တည်တည်ချာချာမဖတ်ကြဘူးလို့ ဖတ်ပြီးတော့လည်းတည်တည်ချာချာလေး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 နဲ့မတွေးကြတဲ့အတွက်ချွတ်ချောပုံလားလို့တကယ်တော့မန်ငါငါပါရှိတာလို့ရှိရတပားနဲ့နောက်က၄ပါးနဲ့ချင်းဝင်နဲ့ထက်လိုက်ကြည့်ပေါ့၄နဲ့၁နဲ့၄ဘယ်ဘက်ရှင်းချင်းဝင်ရှာသွားမလဲဒီဘက်သွားမှာအဲ့ဒီ၄ပါးကိုနိုင်မှဖျားဖြစ်တာအဲ့ဒါကြောင့်မလို့ငါတို့အဓိကထားရမှာကမန်၄ပါးကိုနိုင်ဖို့လိုတယ်မန္တကအဓိကမဟုတ်ဘူးလို့အဲ့ဒီတစ်ချက်လည်းသိစေခြင်းနဲ့နော်အဲ့ဒါလည်းသိစေခြင်းနဲ့ အဲ့တော့ဖရာတွေမန်ကရှိတယ်မဟုတ်ဘူးကို့မှာလည်းပဲရှိတယ်မန်လူတိုင်းလူတိုင်းသတ္တဝါတိုင်းသာတ္တဝါတိုင်းမှာမန်နေရှိတယ်အဲ့ဒီမန်နေမင်းတို့မှာကိလေသာတွေရှိတယ်မင်းတို့မှာခန္ဓာရှိတယ်လေမင်းတို့မှာကံတွေရှိတယ်ပြီးသင်္ခါရမင်းတို့သေအောင်မှာလည်းသုတိလည်းရှိတယ်လေးပါးသလုံးရှိတယ်လူတိုင်းမှာရှိတယ်အဲ့ဒီလေးပါးကိုနိုင်အောင်လုပ်ရမှာအဲ့ဒါကိုအဓိကနော်အေးအဲ့ဒါလေးကိုဘုဒ္ဓတာလည်းရစီခြင်းနဲ့ပြောချင်တာကတော့စာတွေကိုဖတ်ပြီးလို့ရှိရင် ဖတ်ုံလေးနဲ့မရဘူးအဲ့ဒီစာကိုတွေးပါညံနဲ့တွေးမှတကယ်အတိတ်ပဲကိုသိမှာ မတွေးလို့ကတော့မသိဘူးအဲ့ဒါလေးကိုလည်းပဲသိစေချင်တယ်ဒီကနေ့ဘုဂုတ္တပြပြောတာအဲ့ဒါလေးနဲ့ရည်သက်ချအောင်လို့